2025မှာက Telegram ဖွင့်ရတာကတ်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့ကုတ်မကြတဲ့ error တွေဒီ SMS မှာ ကုတ်မရတဲ့ error တွေပေါ့နော်။အဲ့ error တွေကိုဘယ်လိုပြင်ရှင်းရမလဲဆိုတော့ဒီနေ့ဗီဒီယိုမှာပြောပြပြမှာဖြစ်ပါတယ်။အဲ့တော့ဗီဒီယိုလေးဆက်လိုက်အောင်။အဲ install တင်ပြီးပါလို့ရှိရင်တော့တစ်ချက်လေးလိုက်ကြည့်ပြီးပေါ့နော်။ပြပြချင်း step by step အနေနဲ့ပြောပြပါမယ်။အာ Telegram ကိုတစ်ချက်ဖွင့်လိုက်မယ်။ပြီးကျွန်တော်တို့ permission ပေးမယ်ပေါ့နော်။အဲ့တော့ဒါကို setting နဲ့သွားလို့ရရလို့ကျွန်တော်တို့ကဒီ application ကိုပေါ့နော်တရွယ် application ဖိထားလို့ရှင်အမှ info ဆိုတဲ့ဟာကိုတစ်ချက်နေလိုက်ဒီတန်းရောက်ပါမယ်ပြီးရင်ကျွန်တော် phone ကို permission ဖွင့်ပေးမယ်ပြီး call log တွေ contact တွေ sms တွေကိုအခုကျွန်တော်ပြတာရင်းဆိုပြီးချက်နေပြီပေါ့နော် okay ပြီးရင်ကျွန်တော်တို့ဖုန်းနံပါတ်95တစ်ချက်ထည့်မယ်ပြီးမြန်မာရွေးရင်လည်းရွေးပါတော့မြန်မာရွေးဆိုလည်းအောက်မှာ +95 ကိုရေးလိုက်ရင်ကျွန်တော်တို့စိုင်းရင်လုံပါလားပေါ့နော် GB အကောက်လိုပါတယ် GB အခုကြည့်နေတဲ့လူတွေလည်းကို GB အကောက်အခုမှ GB အကောက်တစ်ခုခုကို join ထားဖို့အကြံပေးပြပါလိမ့်ကျွန်တော်တို့ GB အကောက်ထဲမှာတောက်ယူมาဖြစ်ပါတယ် ဲ့တော့ကျွန်တော်ကအဲ့မှာအကောက် okay အဲ့မှာကျွန်တော်ကုတ်နံပါတ်ယူပြီးတော့ကျွန်တော်တို့စောစောကကုတ်နံပါတ်တောင်းတဲ့အားကျွန်တော်ကဒီ FMF ကကျွန်တော်က ကုတ်မကြတဲ့ error လဲဖုန်းနံပါတ်ဒါမှမဟုတ်လဲ Gmail ထည့်တာကို Gmail ထည့်အကောက်ကြမှာဖြစ်ပါတယ်အဲ့တော့အန်ဒီတဲ့အတိုင်းပဲကျွန်တော်ဖွင့်မယ်ဆိုတော့အဆင်ပြေတယ်အခုဒီမှာကျွန်တော်က Gmail ကုတ်ကိုကျွန်တော်က Gmail ထဲမှာသွားကြည့်လို့ Telegram မှာလည်းသွားကြည့်လို့ရတယ်တိုးပေမဲ့ Telegram ကဖွင့်လို့မရအောင်ဆိုရင်တော့ Gmail ထဲမှာသွားကြည့်အောင်ပေါ့နော်အခုကြည့်နေတဲ့သူတွေရော Telegram ဖွင့်ရတဲ့သူတွေရောကုတ်မရတဲ့သူတွေရော error တွေဘယ်လိုဖြေရှင်းနေကြလဲပြီးတော့ error တွေကိုဘယ်လိုဖြေရှင်းရဖြေရှင်းနေရလဲဘယ်လိုဖြေရှင်းလို့အဆင်ပြေလဲဆိုတော့ဒီဗီဒီယိုလေးအောက်မှာ comment မှာဖြေသွားပေးပါဆင်းနေသွားပေးပါချစ်သူများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေဆက်ကြည့်ပေးပါဦးဗျာ